အလုံးမမင်လာပါအန်တာဘာမိဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ကအတန်းပါ ကျွန်တော်လေဘုံတင်ရဆိုလို့ရှိရင် Premier League ပွဲစဉ်35အနေနဲ့ Chelsea အသင်းတို့သူတို့ရဲ့ in Queen Stamford Bridge မှာတော့ရောက်ရှိမဲ့တစားရရတာလည်းဖြစ်ပါတယ်။အာဒီပွဲစဉ်မှာဆိုလို့ရှိရင် Liverpool အသင်းအနေနဲ့ဒါပွဲပြီးရလက်3-1ဆိုရရလက်နဲ့ရှုံးနေတဲ့ပွဲစဉ်ပေါ့နော်။ပြန်ပြောရမယ်ဆိုလို့ရှိရင်ဖြစ်ပြတာတာရှုံးနေတဲ့ပွဲစဉ်တစ်ပွဲလို့လည်းပြောရမှာလည်းဖြစ်တယ်။ပြီးသားလို့ရှိရင်ဒီနေ့ပွဲစဉ်မှာရှုံးနေတဲ့အနေထားကဒါကျွန်တော်အမတ်100ဆိုလို့ရှိရင်ဒါ Premier League Champion ဆုရပြီးတိုင်းမှာပေါ့နော်။ရှုံးနေတဲ့စံချိန်အစဉ် လာတို့ဆက်ပြီးထိန်းသိမ်းနေတဲ့ပွဲစဉ်လို့လည်းပြောရမယ်။ဒါပါမတာခေါက်ကျွန်တော်တို့ယာရင်လက်ထံမှာပရီးမီးယားလိ ချန်ပီယံဆိုရခဲ့ပြီးနောက်ပိုင်းမှာဆိုလို့ရှင်မန်စီးတီးအသင်းတို့4နေဆိုရရလန်နဲ့ပြည့်ပြည့်စုံစုံရှုံးနေကြတယ်။ဒီတစ်ခေါက်မှလည်းဒါချက်စီးအသင်းတို့3-1ဆိုရရလန်နဲ့ပြည့်ပြည့်စုံစုံရှုံးနေကြတဲ့အတွက်ဒါဒီစံချိန်ဇိုးတော့လီဗာပူးအသင်းမှာဆက်ပြီးတော့အာတီတက်နေတော့မယ်လို့ပြောရမှာပေါ့နော်။ဒီနေ့ပွဲစဉ်တစားသွားတဲ့အနေအထားမှာဆိုလို့ရှင်ရလီဗာပူးအသင်းရဲ့တစားသမားတွေရဲ့ကြိုးစားအားထုတ်မှုနဲ့စိတ်ခံယူချက်ကိုကျွန်တော်တို့အနေနဲ့မေးလို့ထုတ်စရာအများကြီးရှိတယ်။တစ်ဖက်ကချက်စီးအသင်းကတော့ဒါသူတို့အနေနဲ့ဆိုလို့ရှင်ချန်ပီယံလိပေါ့နော်။အဒီတော့ကတော့ချန်ပီယံလိအနေ ရာကိုရအောင်ယူဖို့အတွက်တို့လက်ရှိမှာဆိုလို့ရှိရင်အစိမ်ငါးနေရာကနေပဲဖြစ်ဖြစ်ပြသလို့ရှိရင်ဒီထက်ပိုပြီးတော့ဗောနော်နျူရာဆယ်ရဲ့အသိမ်းငါးတစ်ဖက်မှာဆိုလို့ရှိရင် Brighton အသိမ်းလို့သိရကြသွားတယ်။မနေရာဆိုလို့ရှိရင်နောက်ထပ်တို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဒါ Man City အသိမ်းငါးလည်း Wolves အသိမ်းလို့ဗောနော်တောက်ကြနေညာကဒါနိုင်ပွဲရသွားရတဲ့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင် Chelsea အသိမ်းနေတဲ့ Liverpool အသိမ်းလို့ ဘလိုပဲဖြစ်ဖြစ်အနိုင်ရအောင်လို့စူးစမ်းပြီးတစားလာမယ့်အနေအထားတွေကိုမြင်တွေ့ကြရတယ်။လီဗာပူးအသင်းကတော့တကယ်ပွဲတစားတဲ့အနေအထားမှာဆိုလို့ရှိရင်နီဖြတ်အာနေ slot ပြောသွားတဲ့အတိုင်းပဲ။ဒါအပြောင်းလဲတွေပြုတ်လုံမယ်ဆိုပြီးပြောသွားတဲ့အတိုင်းပဲပေါ့နော်။ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်တို့အပြောင်းလဲကအာရှေ Dotting House ပါတင်တဲ့ပွဲစဉ်ဒုံကထက်6နေရာလောက်ထိအပြောင်းလဲ ်လုတ်ခဲတဲ့အနေအထားကိုကျွန်တော်တို့မြင်တွေ့ကြရတယ်။ဒီ6နေရာလောက်ပြောင်းလဲလုတ်ခဲတဲ့နေရာမှာဆိုလို့ရှိရင်ဒီ Liverpool အသင်းရဲ့ကွင်းလယ်ခံစစ်နောက်တန်းအကောင်လုံးမှာဆိုလို့ရှိရင်လိုအပ်ချက်တွေအကြီးကြီးမားမားရှိခဲ့တာကိုကျွန်တော်တို့ဒါပွဲစဉ်တစ်ပွဲလုံးတောက်လျှောက်မြင်တွေ့ကြရတယ်။ Liverpool အသင်းနေနဲ့ဆိုလို့ရှိရင်ချက်စီးအသင်းမှာမှဒါဘောလုံးပိုက်ဆိုင်မှုတော်တော်လေးအပြတ်အသားပေါ့နော်အနိုင်ရတဲ့အနေအထားမှာရှိခဲ့တယ်။ Liverpool အသင်းနေနဲ့ဒါတချို့မိနစ်တွေမှာဆိုလို့ရှိရင်ဒါဘောလုံးပိုက်ဆိုင်မှု80ကျော်လောက်အထိပေါ့နော်ရထားတဲ့အနေအထားတွေကိုမြင်တွေ့ကြရတယ်။ဒါပေမဲ့လည်းတကယ်လက်တွေ့မှာတော့ဒါအ ရှော့အန်တာတက်ဆိုလို့ရှိရင်တပွဲလုံးနေထားမှာပါဘောလုံးပိုက်ဆိုင်မှုတော့တပွဲလုံးဆိုလို့ရှိရင်60ရာခိုင်နှုန်းလောက်ထိတိုင်ထားပြီးတော့တော့ရှော့အန်တာတက်ကနှစ်ချိန်ပဲရှိလေတယ်ဒီနှစ်ချိန်မှာဆိုလို့ရှိရင်လည်းချဲစီအသင်းရဲ့ဒိုးသမားပေါ့နော်ရောဘတ်ဆန်ချက်နေနဲ့ဘာမှအထွေထူးကာကွယ်ရရတဲ့အနေထားမရှိဘူးပေါ့နော်ဟိုဒီနှစ်ချိန်မှာမှပြောရမယ်ဆိုလို့ရှိရင်ဗာဂျီဗန်တာရဲ့ကောင်းတဲ့အတွင်းကိုတကူဖွင့်ပြရတယ်နောက်ထပ်တစ်ချိန်တော့အမှန်တည်းပြောလို့ရှိရင်ကျွန်တော်စီကူထဲမှာတော့ဘယ်သူကန်လန်းလို့အတန်လိုက်မှန်းတော့မသိတော့တဲ့အနေထားတွေလို့လစ်ဗာပူးသင်းရဲ့ဒီခြေစွမ်းတော့ဒီနေ့ပွဲစဉ်မှာအဲ့လောက်ဆိုးသွမ်းနေတယ်ဒီပွဲစဉ်မှာဆို ို့ရှိရင်ကျွန်တော်နဲ့တချို့ပြည်သက်တွေနဲ့နည်းနည်းလေးဘယ်လိုပြောရမလဲဝိဝါဒတွဲပြားမှုရှိမယ်လို့ကျွန်တော်တို့ယုံကြည်တယ်။ဘာလို့လဲဆိုလို့ရှိရင်တချို့ပိတ်သက်တွေနေလဲဆိုလို့ရှိရင်အာငါတို့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားပြီပဲဒီနေ့ပွဲစဉ်ရှုံးနေတော့လို့ဘာဖြစ်လို့လဲပေါ့နော်ဒီကစားသမားတွေတော့ဘာလို့အဲ့လောက်ဝေဖန်နေရမှာလဲဆိုတဲ့အနေထားမှာတော့ကျွန်တော်အနေနဲ့ဒါဘောလုံးပေါ်တဘွယ်တစားတဲ့အနေထားမှာဆိုလို့ရှိရင်အသင်းတသင်းကနိုင်တာလည်းရှိမယ်သူတို့အနေနဲ့ရှုံးတာလည်းရှိမယ်ပေါ့နော် လိုပဲဖြစ်ဖြစ်လို့ရတယ်အဓိက ultimate goal ကတော့ကိုလိုချင်နေတဲ့စူဒစိတ်တစ်ခုကိုရအောင်ယူဖို့တယ်လီဗာပူးတင်းနေတဲ့ဒီစူဒစိတ်ကိုရအောင်လို့ယူပြီးပြီဒါပေမဲ့နောက်ထပ်ဘောလုံးပွဲတွေမှာအေးကြီးရဲ့ aspect တစ်ခုကရှိနေသေးတယ်။ဘာလဲဆိုလို့ရှိရင် shame ပေါ့နော် အာဘောလုံးပွဲတပွဲမှာဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာချက်စီအသင်းရဲ့တစားသွားတဲ့ပုံစံတွေလီဗာပူးအသင်းပေါ်မှာသူတို့ရဲ့ဒီနိုင်လိုစိတ်တွေစူးစမ်းအထောက်အမှုတွေလုံနေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုအသင်းရဲ့ပြန်လည်စူးစမ်းအထောက်အမှုတွေနဲ့ကိုင်းထဲမှာရှိနေတဲ့တစားသမားတွေနဲ့နည်းနည်းလေးများမဆက်ဘူးလားပေါ့နော်ကျွန်တော်အနေနဲ့မေဂရွန်လာတာအဲ့မေဂရွန်ပဲပြန်ပြီးထုတ်ရှင်တယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါချက်စီအသင်းရဲ့တောင်ပန်ထန်စစ် နေရာမှာတစားသွားတဲ့ဒီ Cucurella robita လို့ရှင် Moises Kainsi တို့တော့ဒါနေရာစလုံးတော့အကောင်းဆုံးခြေစွမ်းပြသွားတယ်လို့ပြောရမယ်။ Cucurella ဆိုလို့ရှင်သူ့ရဲ့ data အသာတယ်ပေါ့နော်ဒီ physical by aggression ဖြစ်မယ်ပြီးသွားလို့ရှင် ဒီတဲ့စ조사မယ်ပါဝါပြည့်နဲ့တစားမယ်ဆိုတဲ့ပုံစံတိုင်းပဲဒီဆာလာရိုဆိုလို့ရှိရင်တပွဲလုံးနှီးပါပေါ့เนาะအတိုင်းတာအနေနဲ့အကောင်းဆုံး조사ပြီးအားထုတ်သွားတယ်ပြီးတော့ရှင့်သူ့ရဲ့အားသာချက်တွေကိုအကောင်းဆုံးအသုံးချပြီးတော့ပြိုင်ပွဲရတဲ့ဘယ်လိုပြောမလဲအစွမ်းထက်တဲ့ aspect တွေကိုသူတို့အနေနဲ့ neutralize ပြအောင်အကောင်းဆုံး조사သွားတဲ့အနေထားမှာရှိတယ်ဒါစီလို့ဆိုလို့ရှိရင်လည်းအဲ့အတိုင်းပဲအဲသူ့ Liverpool တင်းရဲ့ဒါဘယ်တောင်မှန်မှာတစားနေတဲ့ gap goal ကိုဆိုလို့ရှိရင်သူ့အနေနဲ့အကောင်းဆုံးထိ ंछ ုပ်သွားတဲ့အနေထားမှာရှိတယ်လိုအပ်လို့ရှိရင်ကြမ်းကြမ်းတမ်းတမ်းတစားမယ်အနေထားမှာရှိတယ်ဒါပေမဲ့ဒီကပြိုင်ပွဲတစားသမားလို့ဒဏ်ရာရအောင်ကြမ်းတ တာမျိုးမဟုတ်ပဲねသူ့အနေနဲ့လိုအပ်တဲ့အနေထားမှာဘောလုံးကိုရအောင်ယူပြီးတော့စားတဲ့အနေထားမှာရှိတယ်ဒါဒီလိုပုံစံလိုကျွန်တော်အနေနဲ့အရန်သဘောကြတယ်ဒါပေမဲ့လဘဘူးပြိတ္တတယောက်အနေနဲ့ပြန်ပြီးခံစားရမယ့်အနေထားမှာကြတော့ပြိုင်မက်ထွားတော်နာတို့ဒီလိုစားနေပြီကိုအသိန်းထွားတော်ဘာလို့ကိုဒီလိုမျိုးနိုင်လိုစိတ်အပြည့်နဲ့အဲပွဲတွင်းမှာပြိုင်မက်ထွားကိုကိုဘူလီလုံနေတဲ့အနေထားတော့ဘာလို့လက်ခံနေရတာလဲပေါ့နော်ဒီတော့တော့ဘာလို့ကိုဘက်ကဘာမှတုံ့ပြန်မှုတစ်ခုမလုပ်ဖ ೇನೆ ဒီဘူလီလုံနေဟာကြီးကို absorb ထိုင်လုံနေရလားဒါလဲဆိုတဲ့ဟာကြီးကအာတကယ်အသေးရကိုကောင်းနေပေါ့နော်ဒါပြောရမယ်ဆိုလို့ရှိရင်ဘောလုံးဆိုတဲ့အားသာတာတကယ်ကစားသမားတွေပြီးတော့ရှင်တင်းဝော့လို့ဒါအများဆုံးပြောပြီးမယ်အတိတ်ကအားလုံးနဲ့မှာဒီတင်းနဲ့မှာပဲဖြစ်ဖြစ်ပြိုင်မပေါ်မှာဖြစ်ဖြစ် ego အရန်များတဲ့အားသာတခုကိုကျွန်တော်တို့လည်းယုံကြည်ထားတယ်ပြီးတော့လို့ရှိရင်အဲ့လိုလဲလက်ခံထားတဲ့အားသာတမျိုးပေါ့နော်အဲ့ဒီနေထားမှာတော့မှဒီကိုယ့်ရဲ့ ego ကို ဟိုချိုးဖောက်ခံရလောက်အောင်ဘူလီလောက်ခံနေရတဲ့အနေထားမှာဘာလို့ဒီလောက်ထိသိခံစိတ်တည်းများပြားနေရလဲပေါ့နော်ပြန်ပြီးတော့ပြိုင်ဘက်ပေါ်မှာဒဏ်ရာရအောင်လုပ်ခိုင်းတာမဟုတ်ဘူးဗျာဒါပေမဲ့ပြိုင်ဘက်ကဒီလိုမျိုးလှုပ်လာပြီဆိုလို့ရှိရင်ကို့အနေနဲ့ဘလို့ response ပြန်လုပ်မလဲသူတို့ရဲ့ aggressiveness ကိုကို့အနေနဲ့ absorb တစ်ချိန်လုံးထိုင်လုံးနေလို့မရဘူးလို့ကျွန်တော်တို့ခံယူထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ပေါ့နော် ီနေ့လိုပွဲမျိုးမှာဒီလိုမျိုးလီဗာပူးအသင်းရဲ့တစားသမားတွေအဲခံခဲ့ရတဲ့အနေထားမှာတော့အမှန်တမ်းပြောလို့ရှိရင်သိပြီးတော့သဘောကျတဲ့အနေထားမှာမရှိဘူး။ဒါကလီဗာပူးအသင်းနေနဲ့တကယ်အပြစ်ပြောရမယ့်အနေထားပါတော့။မြင်သားလို့ရှိရင်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်ပြိသက်တွေအဲတွေးအကျင်နေတဲ့အပြောင်းလဲတွေလည်းကျွန်တော်တို့လီဗာပူးအသင်းရဲ့နေပြအာနီစလော့ကပြုလုပ်ထားတယ်။ပြည်သားလို့ရှိရင်ချုပ်တစားသမားတွေတော့မြင်တွေ့ကြရတယ်ပေါ့နော်။အာကျွန်တော်တို့သိပြီးမပြောလင့်ထားတဲ့ Grandset ပါလာခဲ့တယ်။ Grandset နေနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်မှာသူ့ရဲ့တအူးချင်းနေထားရတော့သိပြီးစိုးသွမ်းနေတဲ့ခြေစွမ်းတော့ကျွန်တော်အနေနဲ့မမြင်ဘူး။သူဒီရာသီမှာဒီ ထက်ခြေစွမ်းဆိုးရဲတဲ့ပွဲစဉ်တွေအရှိမရှိတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကျတော့သူ့ကြောင့်မဟုတ်ဘဲနဲ့ပဝင်းချင်းမှာရှိနေတဲ့တခြားတစားသမားတွေကြောင့်မလို့သူ့ရဲ့ခြေစွမ်းတော့ပို့ပြီးတော့ရုံးကန်ကြရတဲ့တစားသမားလေးတယောက်လို့ကျွန်တော်တို့ယုံကြည်တယ်ဒါပေမဲ့တစ်ဖက်ဒါကျွန်တော်တို့ရဲ့ဒီ left back မှာတစားခဲ့တဲ့ semi cluster တော့ပြောရမယ်ဆိုလို့ရှိရင် liverpool တစားသမားတယောက်အနေနဲ့သိပြီးမျောလင်းလို့မတင်တော့တဲ့တစားသမားတယောက်လို့ပဲကျွန်တော်တို့ယုံကြည်ထားတယ်ကိုယ်လည်းမှာဆိုလို့ရှိရင်လည်း ဒီ Ando Curtis ဂျုံနဲ့ Harvey Elliot သုံးယောက်စလုံးကအတိုင်းတာကိုဒီဒီနေ့ပွဲစဉ်မှာတော်တော်လေးရုံးပြန်ခဲ့ရတဲ့အနေအထားမှာရှိတယ်ပေါ့နော်အထူးသဖြင့်ဒါ defensive ဘက်မှာတော့အခြေအနေတစ်ခုထိရှိခဲ့တဲ့အနေအထားရှိပေမဲ့လေဒါကျွန်တော်တို့ build up ဘက်နေပြီးသားလို့ရှိရင် attacking ဘက်နေ transition ဘက်နေမှာဆိုလို့ရှိရင်တော့ lower chat ကြီးကြီးမားမားရှိခဲ့တဲ့အထား ွင်းလည်လိုပဲပြောရမယ်ပြီးသားလို့ရှင်နောက်ထပ်ကျွန်တော်တို့ထပ်ပြီးပြောရမှာတော့ဒါအာကျွန်တော်တို့ရဲ့ဝင်းနေတာတော့အနေထားထူးတူရှိရပေါ့နော်ဆာလာပြီးသားလို့ရှင်ဂပ်ပိုနောက်ရာစလုံးဒီနေ့ပွဲစံမှာခြေစာမကောင်းတာဒါပေမဲ့ကျွန်တော်တို့တစ်ခုမဟုတ်တစ်ခုတော့လုပ်ပြလို့ရသေးတယ်အဓိကကြီးကြီးမားမားပြောင်းလဲလုပ်ဖို့လိုနေတာတော့ဒါကျွန်တော်တို့ရဲ့စတရိုက်ကာနေရာပေါ့နော်ဒီရိုဂျိုတာပဲဖြစ်ဖြစ်ဒါဝင်နူးနက်စ်ပဲဖြစ်ဖြစ်နှစ်ယောက်စလုံးနဲ့တော့တစ်ယောက်ကိုတော့ကျွန်တော်တို့ နေရာစလုံးလို့မဟုတ်ရင်တော့မတယောက်လို့တော့ဒီနွေရာသေးမှာအ ਨੇ စုံလက်လွတ်ပြီးတော့ဗောနော်တခြားတစားသမားသူတို့ထက် upgrade ဖြစ်မဲ့တစားသမားတယောက်ကိုရအောင်ယူသင့်တယ်လို့ကျွန်တော်တို့ယုံကြည်တယ်မဟုတ်လို့ရှိရင်တော့နောက်ရာသေးမှာလည်းကျွန်တော်တို့ထပ်ပြီးတော့ဒါ Lewis CS ရဲ့ Force 9ကိုကျွန်တော်တို့ဆက်ပြီးမြင်တွေ့နေရအောင်မဲ့အနေထားမှာပဲရှိနေလို့ကျွန်တော်တို့တုံ့သက်မိတယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ပွဲစဉ်ရဲ့ကျွန်တော်တို့ဒါ3-1ဆိုတဲ့ရာလတ်ကအာသဘောကျစရာရာလတ်မဟုတ်ဘူးဒါပေမဲ့ရာလတ်ထပ်ပို့ပြီးကျွန်တော်တို့ပို့ပြီးသဘောကျစရာမကောင်းလို့ရတာတော့ဒါတစားသမားတွေရဲ့အဲ ဒီပွဲရှုံးနေရပဲဖြစ်ဖြစ်ပြိုင်ဘက်ကကိုယ်အတင်းပေါ်မှာလှုပ်ချင်တယ်လှုပ်နေရဟာလက်ခံနေတဲ့အနေအထားပဲဖြစ်ဖြစ်ဒီလိုမျိုးဒီတစားပုံနဲ့သူတို့ရဲ့ခံယူချက်ကကျွန်တော်အတွက်ဒေါ်တော်လေးမေရုံထုတ်စရာရှိလေတဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောချင်ပါတယ်ဒါတော့ကျွန်တော်ရဲ့ဒါချက်စီတင်းနဲ့လီဗာပူးတင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးဖြတ်ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်